အခန်းဒီသင်္ကန်းစာ၄အကြောင်းကိုရှင်းပြပါမယ်အခန်းဒီသင်္ကန်းစာ၄ညာရည်ညွှန်းထားတဲ့ကောင်းကျေကကိင္ဒီများဆိုင်ရာလုတ်ထုံးများလုတ်ထုံးများဆိုတာဆရာတို့ကအပေါင်းအုံအမြောက်စားနဲ့ဆိုင်တဲ့တေချာဆိုင်ရာတွဏိမြဝေရည်ညွှန်းခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ပထမသွန်ညွှန်းထားတဲ့ပထမပိုင်း1.4.1ကကိင္ဒီများပေါင်းခြင်းပေါင်းခြင်းကိင္ဒီများကအင်ဒီဂျာပေါင်းခြင်းက addition ဒါကြောင့်မလို့ဒီကောင်းကျေကိုအဲ့လိုဆိုလို့ရှိရင်တော့ addition of integer ကိမိများပေါင်းခြင်းလို့အဓိပ္ပာယ်ပြန်ပါတယ်ပြလို့ရှင်ဆရာတို့ဟာဒီကနေပေါင်းခြင်းဖြစ်တဲ့အတွက်ပေါင်းခြင်းဆံရဂုဏ်သတ္တိနှစ်မျိုးကိုထုတ်ပြပါမယ်ဒါကြောင့်ပထမကကိမိများပေါင်းခြင်း a player ဂုဏ်သတ္တိ player ဆိုတာရှေ့နောက်အစီအစဉ်ပေါင်းခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျဉ်းကျွတ်တဲ့ game h y တို့ဒီကိမိများဖြစ်ကြရင် h + y = y + a ဒါမှ h ကရှေ့မှာရှိပါတယ်ဆရာတို့ကဒုတိယနေရာကိုပို့ပါမယ် y ကနောက်မှာရှိပါတယ်ပထမနေရာကိုပို့ပါမယ်ဒါဒီဖလေထားတာပါဒီမှာ k နေရဲ့သဘောတရားကိုကြည့်ပါ1 plus 2ဒီရလာ3ဖြစ်သလို2 plus 1ဒီလည်းရလာ3ဖြစ်ပါတယ်ဒီနေရာမှာဒါဒီ h plus y ဖြစ်သလိုဒါဒီ y plus h ဆိုလို့ရှိရင်ဆရာတို့တုံညွှန်းထားတဲ့ဖလေရဂုဏ်သတ္တိကိုပြင်နေပါတယ် ောက်တစ်ခုကြည့်ပါ minus 2 plus 3 equal ဖြည့်ရှင်းလိုက်ရင်1ရပါတယ်ဒီမှာ minus 2ကရှေ့ရ3ရနောက်ကဒါကိုဆရာတို့ကဖလှယ်လိုက်မယ်အစီအစဉ်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်3 plus minus 2ဒါကိုရှင်းလိုက်တခါလဲ1မယ်ရပါတယ်ဒါဒီ x ကိုကိုစားပြုမယ် x plus y ဒါဒီ y ကိုကိုစားပြုမယ်ဆိုရင်1 plus a ဆိုတော့ဆရာတို့ပေါင်းကြီးဖလှယ်ရဆိုင်ရာကုန်သတ်တွေကိုပြည့်ရပါတယ် ရင်ဆိုင်ရာဒုတိယဂုံတတိကိုပြောပါမယ်ခုနကကိန်းနှလုံးလုံးကကလေးရဂုံတတိကိုပြေလည်ပြီးတော့ဟိုဆရာတို့ကိန်းသုံးလုံးကိုလေ့လာမယ် h y z တို့ဒီကိန်းမြင်များဖြစ်ကြလျင် h y z ဆိုပြီးတော့ h နဲ့ y ကိုအရင်ပေါင်းမယ်ရလိုက်ကိုဆက်နဲ့ပေါင်းမယ်ညီမကြီး h y z ဆိုပြီးတော့ y နဲ့ဆက်ပေါင်းလိုက်ကိုခြံထားတဲ့ h နဲ့ပေါင်းမယ်ဒါကြောင့်မလို့ဒီဥစ္စာဒီနှစ်ခုကိုတွဲပြီးတော့ဖက်ဆက်ရှင်းတာဖြစ်တဲ့ဆို သူဒီဖက်ဆက်ရကုန်တတ်တယ်လို့အမည်ရပါတယ်ရှင်းထားတဲ့ဥပမာကိုကြည့်ရအောင်1 plus 2 plus 3ရလက်က6လို့ဆရာတို့အလွယ်တကူသိတယ်အမှ1နဲ့2နဲ့ပေါင်းမယ်1နဲ့2နဲ့ပေါင်းလိုက်ရင်ဆရာတို့ကဘာရမလဲ3ရမယ်3ကိုကျန်တဲ့ဘာနဲ့ပေါင်းမလဲ3နဲ့ပေါင်းမယ်ဒါဆိုရင်ရလက်ကဘာလဲ6မှာဒါဆိုလို့ရှိရင်ဒုတိယနည်းအရာ1ကိုကျန်ရမယ်2နဲ့3နဲ့ပေါင်းမယ်ဒါကြောင့်1 plus 2နဲ့3နဲ့ပေါင်းတော့5ဒါကြောင့်ရလက်ကဘာလဲ6 ဒါဒီဖလဲထားတဲ့ဥပဒေသားဖြစ်ပါတယ်နောက်တစ်ခုကြည့်ပါ minus 2 plus 3 plus 5ရှားတို့ကဒီနှစ်ခုအရင်ပေါင်းမယ်ဒီနှစ်ခုအရင်ပေါင်းလို့ရှင်ရှားတို့ကဘာရမလဲ1ရမယ် 1+5 ကရလက်က6ဖြစ်ပါတယ်နောက်ဒုတိယတစ်ချမ်းကိုကြည့်ပါဒုတိယတစ်ချမ်းက -2 ကိုခြံထားမယ် 3+5 ကိုရှင်းမယ်ဆိုလို့ရှင်ဒီမှာက -2+8 ဒါဆိုရင်ရှားတို့ရလက်ကဘာပဲလဲ6ပဲဖြစ်ပါတယ်ဒါဆိုရှားတို့ ကိန်းသုံးလုံးကိုစဉ်းစားမယ်ပေါင်းရင်းဆိုင်ရာကွန်တက်တီဖြစ်ဆက်ရာကွန်တက်တီဖြစ်ပါတယ်ဒါတော့အကန့်ဒီအပိုင်းလေးဒုတိယပိုင်းဆက်ပါမယ်ဒုတိယပိုင်းကကိန်းမြများပေါင်းရင်းကိုအင်းမြမော်နဲ့ဖော်ပြခြင်းဆိုပြီးတော့ဆရာတို့ဒီတိုင်းအပေါင်းတို့လုပ်တဲ့သဘာဝကိုဆရာတို့ဒီမှာဆွဲပြထားတဲ့ကိန်းမြမော်မှာအဖြေထုတ်မှာပါမဥပမာလေးကိုလေ့လာကြည့်မယ်ဆိုရင် 4+3=7 ရရှိပုံကိုကိန်းမြင်ပေါ်တွင်ပထမဦးစွာ ဇီရိုမှာပို့သူမြားဆွဲပါဆိုပြီးတော့သူရည်ညွှန်းထားပါတယ်။ဒါကြောင့်မလို့ဆရာတို့ပထမ၃ညနေပြီးတော့ဒေဋ္ဌီကိုမြားဆွဲပါမယ်။ချို့တော့၄မှတ်မှာသုံးယုံလေးအလျားရှိမြားကိုအေးအမှန်မှာသုံးယုံလေးအလျားရှိမြားကိုလက်ရဘက်သို့ဆက်ဆွဲပါတဲ့ဆရာ၄မှတ်ကနေသုံးယုံလေးအလျားရှိတဲ့အမြားကို ်မိရဘက်ကိုဆက်ဆွဲပါမယ်ရှားတို့ခွန်ကိုရောက်ပါမယ်အပြေဖတ်ပါမယ်ပရမမြာအစမဒုတိယမြာအဆုံးအထိဆွဲသောမြားသည်ရလတ်ဆဲပင်ကိုပြသည်ဆိုတော့ရှားတို့အပြေထုတ်ပါမယ်ဒါကြောင့်ပရမမြာကနေပြီးတော့အစကနေဒုတိယမြာအဆုံးအထိရလတ်သည်ကြည်ပါ ခွန်ရပါတယ်ဒီတန်မှုဟာဒီဒီတန်မှုဟာတော့ဒါကြောင့်ဆရာတို့ကဒီမှာဒီအပေါင်းသုံးညီမြချင်းခွန်ဖြစ်ပါတယ်ဒါလိုဥမာနဲ့ကိုကြည့်မယ်ဥမာနဲ့ကရင်းယွန်းထားတာက4 plus minus 3 equal 1ရရှိပုံကိုကင်းမင်းပေါ်တယ်ပုံဆွဲပြီးတော့ရှာပြပါမယ်သူရင်းယွန်းထားတဲ့အကြောင်းအရာကိုကြည့်အောင်ပထမဦးစွာ ရှင်တို့မှာဖို့တို့များဆွဲပါအဲဒါကြောင့်မလို့ဆရာတို့ကရှင်တို့ကနေဖို့များဆွဲမယ်ဓမ္မရက်မယ်ဓမ္မလေးဖြစ်ပါတယ်ချုံတော့လေးမှတ်မှာသုံးယုံနေကိုစားပြုသည်ပရမများအစမှဒုတိယမြာအဆုံးနဲ့နော် ဒါကြောင့်ပထမများအစကနေဒုတိယများကိုစားပြုတဲ့တံမိုးကိုဆွဲပါမယ်ဒါလေးလဝဲကိုမိုင်းရတဲ့ဖြစ်ပါတယ်။ဒါပေဆရာတို့ရဲ့ရလက်ကိုကြည့်အောင်ပရမအစမေဒုရယာမြာအဆုံးလေးပြန်သွားမယ်ဆိုလို့ရှိရင်ဆရာတို့ရဲ့ရလက်က ဝမ်းရပါမယ်ဥမာ3ဆက်ကြည့်မယ်ဥမာ3က minus 4 plus minus 3 equal minus 7ပြီးရရှိဖို့ကိုကိန်းနည်းပေါ်မှာပုံဆွဲပြီးတော့ရှာကြည့်ပါမယ်ရှာလို့ကဒါကြောင့်မလို့ပထမဦးဆိုတော့0ကနေ minus 4ကိုအများဆွဲပါမယ် ။ဒါဒုတိယယဉ်ယွန်းနဲ့မိုင်းနဲ့4အမှတ်မှာတုံးနေအလျားရှိမြားကိုလဝဲဘုဒ္ဓပြန်ဆွဲပါတယ်မှာမိုင်းနဲ့တိဖြစ်တဲ့တည်းဒီကနေပဲလဝဲပဲတယူနီနေယူနီတောယူနီဆွဲပါမယ်။ဒါမိုင်းနဲ့သတိရင်ညွှန်းပါတယ်ပြီးရှာတော့အပြစ်ဖတ်မယ်ပရမမြာအစမှဒုတိယမြာအဆုံးနေရာတွေဆွဲသောမြာတွေ ရလ minus 7ကိုဖော်ပြသည်ဒါကြောင့်အစကနေပြီးတော့ဒီဘက်အစုံအထည်ကိုယူပါမယ်ဒါဒီ minus 7ကိုဖော်ပြတဲ့ကင်းရင်းဖြစ်ပါတယ်မှာ4ကိုဆက်ပြီးတော့ရှင်းပြပါမယ်သူက3 plus minus 5 equal minus 2ရရှိပုံကိုကင်းရင်းမော်တဲ့ပုံစံရှာပြပါမယ် ဒါကြောင့်ပရမဟုဆိုတာဆရာတို့ဆွဲထားတာသိပြီဒီဟာတရိပ်တွေကဘယ်အဆမလဲ0ဟာစမယ်ဒါကြောင့်မလို့0ကနေအပေါင်းဖြစ်တဲ့အတွက်လဲရတဲ့ကို3 unit ဆွဲပါမယ်ဒါဒီ3ပါဒုတိယတံမောဆရာတို့ဘာလို့ဆွဲမလဲ -5 ကိုဆွဲမယ် -5 ဒီကနေပြီးတော့ပြန်စမယ်ဆိုလို့ရှိရင် ဒါသည် -5 ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဆရာတို့ရဲ့အဖြေကိုပထမမြားကနေပြီးတော့ဒုတိယမြားအဆုံးထိကိုပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဓမ္မကျမ်းမဲ့ပထမမြားအစကနေဒုတိယမြားအဆုံးက -2 ပါဒါသည် a ပလ -5 ကိုဖွဲပါတယ် -2 ရရှိတဲ့ကိမင်းရဲ့ရလဖြစ်ပါတယ်။အန်ဒီစတူရာဘိုင်းရဲ့တတိယအပိုင်းကိုဆက်ပြီးတော့ရှင်းပြပါမယ်။ဒုတိယအပိုင်းတော့ပေါင်းရင်းကိုရည်ညွှန်းပါတယ်။ ကိုကဆရာတို့မြောက်ချင်းကိုညင်ညွန်ပါမယ်။ဒါကြောင့်ဒီဘက်ကကင်းမြများမြောက်ချင်းကင်းမြများက integer မြောက်ချင်းက multiplication အဲ့ဒါဆရာတို့က multiplication of integer ကင်းမြများမြောက်ချင်းကင်းမြများမြောက်ချင်းမှာလည်းဆရာတို့ဂွန်တတိရှိပါတယ်။ပရမဂွန်တတိရာဖလေရာဂွန်တတိဖြစ်ပါတယ်။ဖလေရာဆိုတာရှေ့နောက်အစီအစဉ်ကိုနေရာပြောင်းလိုက်တာပါ။ဒီမှာကြည့်ပါ။ A B တို့ဒီကိမိများဖြစ်ကြလေ A အမြောက် B ညီများရေ B အမြောက် A ဖြစ်သည်ဆိုပြီးတော့ဆရာတို့က A ကရှေ့ကနောက်ကိုသွားမယ် B ကနောက်ကနေရှေ့မှာချက်မယ်နေရာနှစ်ခုကိုရှေ့နောက်အစီအစဉ်ပြောင်းရမယ်ဒါဒီ player ကွန်တက်လေးဖြစ်ပါတယ်ဥပမာလေးတွေကိုလေ့လာကြည့်မယ် y 2 2 equal 2 င်းနဲ့နင်းနဲ့မြောင်ရင်မှာတစ်ခါရှိရနှစ်ခါနောက်ခါနောက်ဒုတိယဖလှယ်လိုက်မယ်နှစ်ကိုရှေ့ပို့မယ်တစ်ကိုနောက်ချမ်းမယ်နှစ်တလျားနဲ့ဒါကြောင့်ဆရာတို့ရဲ့ရလက်ကအတူတူပဲဖြစ်ပါတယ်ဒါဒီဖလှယ်ဥပဒေသကိုလိုက်နာခြင်းဖြစ်ပါတယ်နောက်နံပါတ်2ကိုကြည့်ပါအနုနှစ်အမြောက်3ဒီအနုတ်6အနုနှစ်ကရှေ့က3ကနောက်ကဒုတိယမြောက်လိုက်ကိုကြည့်ပါ3အမြောက် -2 ဆိုလို့ရှိရင်လေ အပေါင်းတို့ညတာကအနုတ်6ဆရာတို့ရလက်ကအတူတူပဲဖြစ်ပါတယ်ရှေ့နောက်အစီအစဉ်ပြောင်းထားပါတယ်ဒါဒီဖလေယဥပဒေကိုလိုက်နာခြင်းဖြစ်ပါတယ်ဥမာ၃ကိုကြည့်ပါအနုတ်2အမြောင်းအနုတ်5အနုတ်တို့ညတော့ဆရာတို့က10ဒုတိယမြောက်လက်ကိုကြည့်ပါအနုံ9အမြောက်အနုံ2အနုံတို့မြောက်တော့30ဒီမှာက1က4က5ကနောက်က ဓမ္မက900 800နှစ်ကနောက်ကရလကအတူတူပဲဖြစ်ပါတယ်ဒါသည်ဆရာတို့ပလေယဥရိသကိုလိုက်နာခြင်းဖြစ်ပါတယ်တတိယဂွန်တတိဖြစ်တဲ့ကိမိမြောင်မြောက်ချင်းဖက်ဆက်ရဂွန်တတိဆိုတာကိုရှင်းပြပါမယ်မြောက်ချင်းဆန်ရဖက်ဆက်ရဂွန်တတိဖြစ်တဲ့အတွက်ဆရာတို့သုံးမဲ့လက္ခဏာတွေဟာအမြောက်လက္ခဏာတွေဖြစ်ပါတယ်ဖက်ဆက်ဖြစ်တဲ့အတွက်ဆရာတို့ဟာရှေ့တွေတွဲတွဲနောက်တွေတွဲတွဲပြီးတော့ ွဲထားပါမယ်။ဒါကြောင့်မလို့ ABC တို့ဒီကိမြများပြကြလေကိ3လုံးပတ်ဆက်ရခွန်တတ်ဒီ A အမြောက် B တရဲ3မယ်ရလက်ကူမှာ C နဲ့မြောက်မယ်ဆိုရင်ဆရာတို့က A အမြောက်ဆို A ချန်ထားမယ် B နဲ့ C မြောက်လက်ကိုဆက်စင်းစားပြီးတော့ဆက်ရှင်းပေးမယ်ဆိုလို့ရှိရင်ရလက်အဖြေကအတူတူပဲဖြစ်ပါတယ်ဒီဥပမာလေးတွေကိုကြည့်ပါမယ်တင်းမြောက်နှင်းမြောက်3ဆရာတို့တင်းနဲ့နှင်းနဲ့အရင်မြောက်မယ်ဒါဆိုရင်ဘာရမလဲနှိမ့်ရမယ် ဒါဆိုဒီမှာနေ့မြောင်တော့ဆိုရင်ဆရာတို့ရလက်ကဘာပဲရမလဲ6ပဲရမယ်ဒီမှာဒီနေ့နေ့တွဲထားတယ်ဒီမှာတစ်ကိုချမ်းမယ်ဒါဆိုရင်ဆရာတို့ကဒီမှာစဉ်းစားမယ်ဆိုလို့ရှိရင်ဒီကရလက်က6 1နောက်က2 3 4 6 1 6 4 6ဒါကြောင့်ဒီမှာက6မှာတွဲမယ်ဒီမှာကနောက်မှာတွဲမယ်ဒါဒီဆရာတို့ရင်ညွှန်းတဲ့ပတ်သက်ရပုံသက်ဖြစ်ပါတယ်နောက်ဥမာနေ့ကိုကြည့်ပါ ဥမာနေကအနှုံးနည်းအမြောက်၃ပေါင်း၅ညီမြရင်အနှုံး30ဒီမှာအနှုံးနည်းနဲ့၃နည်းမြောက်မယ်ဆိုလို့ရှိရင်ဆရာတို့ရဲ့ရလက်ကအနှုံး6ရပါမယ်ဆရာတို့အနှုံး6ကိုဒီကဘာနဲ့မြောက်မလဲ9နည်းမြောက်ရင်ဆရာတို့ရဲ့ရလက်က -13 ဖြစ်မယ်ဒီမှာက -2 နဲ့3ကိုတွဲထားမယ်ဒီမှာ -2 ကိုချန်ထားမယ်ဆိုလို့ရှိရင်ဆရာတို့ကဒီမှာ -2 35ဒါကြောင့်ဆရာတို့ရဲ့ရလက်က -30 ဖြစ်ပါတယ် ဒါကြောင့်မလို့ရှေ့မှာတွဲမယ်နောက်မှာချမ်းမယ်နောက်မှာချမ်းမယ်ရှေ့မှာတွဲမယ်ဒါဒီဖက်ဆက်ရဂုဏ်သတိကိုညီညွတ်ရင်းဖြစ်ပါတယ်တတိယဥမာကိုကြည့်ပါသုံးအမြောက်အနုတ်တိအမြောက်တိညီမချင်းရလက်ကအနုတ်6ပြီးဒီမှာသုံးကိုချမ်းမယ်ပြီးလို့ရှိရင်ရှားတော့အနုတ်2နဲ့တစ်ကိုမြောက်မယ်ဒါဆိုဒီမှာကြည့်ပါဂွင်းနဲ့ရတမ်းမို့ရင်မြောက်မယ်သုံးအနုတ်2ကရှားတော့ အနှုတ်6ရမယ်အနှုတ်6ကိုဗာနဲ့မြောက်တော့တင်းနဲ့မြောက်တော့အနှုတ်6ပဲရပါမယ်နောက်ဒီမှာ3ချက်မယ်အနှုတ်နဲ့တင်းနဲ့ကအနှုတ်နဲ့ဖြစ်မယ်ဒါကြောင့်ဆရာတို့ရဲ့ရလဒ်က -10 ပဲဖြစ်ပါမယ်ဒါဒီလေသက်ဆက်ရကုန်သတ္တိကိုလိုက်နာခြင်းဖြစ်ပါတယ်ဥမာလေးကိုကြည့်ပါအနှုတ်နှင်းအမြောက်၃အမြောက်အနှုတ်၅ညီမြချင်း30ဒီမှာအနှုတ်နှင်းကိုချံမယ် သုံးအမြောင်းအနှုံငါးညမြချင်း30ရလိုက်ကိုကြည့်ပါဒီနှစ်ခုမြောက်တော့ဆရာတို့အနှုတ်6ရပါမယ်ဒီဟာအနှုတ်6ကိုနောက်ကအနှုံငါးနဲ့မြောက်မယ်ဆိုရင်အနှုတ်အနှုတ်မြောက်ချင်းက30ငါး6လေး30အနှုတ်အနှုတ်မြောက်ချင်းကအပေါင်းဖြစ်ပါတယ်နောက်ဒုတိယပိုင်းကိုကြည့်ရအောင်ဒီမှာကဒီခွင်းတန်းမိုးနှစ်ခုအရင်မြောက်မယ်ဆိုရင်ရှေ့မှာကျန်တာက -2 ဒီမှာက3ငါးလေး15ကအနှုတ်15ဒါဆိုအနှုတ်အနှုတ်မြောက်တော့အပေါင်း နှစ်95နှစ်မြောက်တော့ကရလက်က30ဖြစ်ပါတယ်။ဒါကြောင့်ဆရာတို့ဟာပစ္စယဂုံတန်တိရကျတော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်နှစ်ခုရဲတစ်ခုချံတစ်ခုချံနှစ်ခုရဲဒီလိုအလွယ်မှတ်လို့ရပါတယ်။ဆရာတို့ဂိမ်းမိများရဲ့ပြောင်းရဂုံတန်တိဒါကိုရှင်းပြပါမယ်။အမှရင်ယွန်းထားတဲ့အကြောင်းအရာကိုကြည့်ပါ ABC တို့ဒီဂိမ်းမိများဖြစ်ကြရင်ဆရာတို့ကဂိမ်း၃လုံးဒါကြောင့်ဆရာ B နဲ့ C ကိုပေါင်းပြီးတော့ A နဲ့ မြောက်တဲ့ဓာတ်ပုံကိုရှင်းမယ်ဆိုလို့ရှိရင်မြောက်ဖို့ကင်း A ဒီ B ကိုလည်းဝင်မြောက်မယ်မြောက်ဖို့ကင်း A ဒီ C ကိုလည်းဝင်မြောက်မယ်ပြီးရင်ဆရာတို့ကကိန်းနှလုံးနဲ့ဆိုင်တဲ့လက္ခဏာအပေါင်းအောင်သုံးမယ်ဒါကြောင့် A မြောက် B ပေါင်း C ဆိုတာ A မြောက် B အပေါင်း A မြောက် C ဆိုပြီးတော့ဆရာတို့ကကွန်တက်တီထုတ်ပါတယ်ဆရာတို့ရှင်းပြထားတဲ့ပုံစံလေးတွေကိုကြည့်အောင်၃မြောက် sorry ၃ပေါင်း2အမြောက်၄ ဒါဆိုလို့ရှိရင်ဆရာတို့ကရလက်ကိုကြည့်အောင်ခွေးနေဟာ3နဲ့2နဲ့ပေါင်းတော့ဆရာတို့က900ရမယ်ရတဲ့ရလက်ကိုဆရာတို့ဘာနဲ့မြောက်မလဲ4နဲ့မြောက်တော့ဆရာတို့ရလက်ကဘယ်လောက်ရမလဲ20ရပါမယ်ဒါဒီပုံမှန်စဉ်းစားတာပါဒါဆိုရင်ဆရာတို့ကဖြောင့်ဝေရကွန်တန်တီကိုသုံးမယ်ဆိုလို့ရှိရင်3ဒီ4နဲ့လည်းမြောက်မယ်ဒါကြောင့်3မြောက်4ဟာတတွဲ2နှစ်ဒီ4နဲ့လည်းမြောက်မယ်ဒါကြောင့်2မြောက်4ဟာတတွဲ ဆရာတော်အလေလက္ခဏာကပါလေအပေါင်းဒါကြောင့်၃မြောက်၄ပေါင်းနှင်းမြောက်၄ဒါဆိုဆရာတော်က၃လေးလျာစနေရမယ်နှစ်လေးလျာရှေ့ရမယ်ပြီးဒီတန်မို့ဆရာတော်ပေါင်းလိုက်မယ်ဆိုတော့ရှင်ဆရာတော်ရလက်က20ဖြစ်ပါတယ်ဒါကြောင့်ဆရာတော်ကပေါင်းပြီးမှမြောက်ပြီးဖြစ်စေတခုတည်းမြောက်ပြီးမှပေါင်းပြီးဖြစ်စေရလက်ကသွားပြီးတော့တူနေပါတယ်ဒါကြောင့်ဆရာတော်ကဒီကနေပြီးတော့ကိုယ်တိုင်ထုတ်ပါမယ်တို့ကြောင့် သုံးပေါင်းနှစ်အမြောက်လေးညီမချင်းဟာသုံးအမြောက်လေးပေါင်းနှစ်မြောက်လေးဆိုပြီးတော့ဆရာတို့ဖြန့်ဝေရကွန်တက်လေးကိုပြည်လေပါတယ်ဒုတိယဥပမာလေးကိုကြည့်ရအောင်ဒီမှာငါးမြောက်နှစ်နှုတ်သုံးညီမချင်းဆိုပြီးတော့ဆရာတို့ရှင်းထားတဲ့ဓမ္မကိုကြည့်ပါ fight က fight ပါတရားနှစ်နှုတ်သုံးနှစ်နှုတ်သုံးဆရာတို့အနှုတ်တစ်ချံမယ်ဒါကြောင့်ညှောက်လိုက်တော့9.5အနှုတ်9ရမယ်။ဒါဆိုရင်ဆရာတို့ကပြန့်ဝေရကို3မယ်ဆိုလို့ရှိရင် ဒီငါးဒီနှစ်ကိုလည်းမြှောက်မယ်ဓမ္မကတတွဲနောက်ပြီးလို့ရှိရင်ဒီငါးဒီအနှုတ်သုံးကိုလည်းမြှောက်မယ်ဒါကြောင့်ဓမ္မကတတွဲဆရာတို့ကလက္ခဏာအနှုတ်သုံးမှာပြင်ထားတာမဟုတ်တဲ့တွေဆရာတို့ရဲ့အပေါင်းဟွန်တဲ့ရလက္ခဏာဘာဝဲယူမလဲအပေါင်းပဲယူမယ်ဒါဆိုလို့ရှိရင်ငါးနလီရရလက်က30ရမယ်ဒီက9 35ကအနှုတ်ဒီကအနှုတ်နဲ့ဒီကအပေါင်းနဲ့ရှင်းတဲ့ခါကျတော့ဆရာတို့ရဲ့ တန်မိုးက15 15ဒီအနုပ်15ဒါကြောင့်ရှားတို့က10 minus 50ကိုရှင်းတဲ့အခါရလက်က minus 5ဖြစ်ပါတယ်ဒါကြောင့်ရှင်းရရှင်းထားတဲ့ရလက်နဲ့ဖြန့်ဝေရဂွန်သက်နီကိုရှင်းထားတဲ့ရလက်ကတူညီပါတယ်ဒါကြောင့်ရှားတို့ကကောက်ချက်ဆွင့်မယ်ထို့ကြောင့်9မြောက်2နုပ်3ညီမြချင်းရလေ9မြောက်1အပေါင်း9မြောက်အနုပ်3နဲ့ညီပါတယ်နောက်တတိယဥပမာလေးကိုကြည့်မယ်ဆိုရင်၃အမြောက်ခွင်းထဲမှာအနှုတ်၅အပေါင်း၁ ဒါဆိုဆရာတို့ကကြည့်ကြည့်အောင်သုံးအမြောက်ကသုံးအမြောက်အနှုတ်ငါးနဲ့အပေါင်းပြရှင်တော့အနှုတ်၄ဒါဟုတ်ရှင်တော့အနှုတ်၁၀နဲ့ဒါဆိုဆရာတို့ကဖြန့်ဝေရကွန်တန်တီရရှင်းမယ်သုံးဒီအနှုတ်ငါးနဲ့လည်းမြောက်မယ်ဒါကြောင့်သုံးဒီအနှုတ်ငါးနဲ့လည်းမြောက်မယ်ပြီးသုံးဒီတင့်နဲ့လည်းမြောက်မယ်ကိုယ်ပိုင်လက္ခဏာသုံးတာဖြစ်တဲ့တည်းဆရာတို့ကဘာလို့ပဲစဉ်းစားမလဲအပေါင်းကိုပဲစဉ်းစားမလဲဒါဆိုရင်ဆရာတို့ကဓမ္မကား အနုဆန်၅ဖြစ်ပါတယ်။နောက်၃မိ၃အအပေါင်းဒါကြောင့်ဒါဝရှင်းတဲ့အခါရလက်ကအနုဆန်နဲ့ဖြစ်ပါတယ်။ဒါကြောင့်ရှင်းရရှင်းထားတဲ့ရလက်နဲ့နောက်ကဖြန့်ဝေရသုံးထားတဲ့ရလက်နှစ်ခုသည်တူညီပါတယ်။ထို့ကြောင့်၃အမြောက်အနု၅အပေါင်းတည်ညီများခြင်းဟာ၃အမြောက် နှုံငါအပေါင်း၃မြောက်၁ဆိုပြီးတော့ဆရာတို့ကပြောင်းဝင်ရကုန်တတ်တဲ့ကိုပြည်လဲပါတယ်